ုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမမိုမိုအင်ယာရေးသားထားတဲ့ဝင်းမလွေမဖြစ်လို့သောတုံးငယ်ဆိုတဲ့ဝိထုရိုလေးကိုဖတ်ပြပြီးမှဖြစ်ပါတယ်ဒီဝိထုရိုလေးကတခြားဒေါ်လာရေး channel တွေမှာလည်းဒေါ်လာစာဖတ်သူတွေဖတ်ထားပြီးသားတွေအများ ရှိတာမို့လို့ကျမကပြန်မတင်ပြီးဖြစ်တော့တာပါဒါပေမဲ့အမတယောက်ကပြန်တင်ပြီးပို့လာတောင်းဆိုတာဖြစ်တဲ့အတွက်အမရဲ့တောင်းဆိုမှုကိုလေးစားသောအဖြစ်ပြန်တင်ပြလိုက်ပါတယ်နော် ကျမဟိုးရင်ကလေးကဖတ်ခဲ့တဲ့စာလေးမို့လို့လိုအပ်ချက်ပေါင်းများစွာရှိနေတာဖြစ်တဲ့အတွက်တီးခန်းနာဆင်ပေးပါရှင်။ဝင်းမလွေမဖြစ်လို့တော့တုံငယ်သူသူ့ကိုတတခြားကလိုချင်တာမဟုတ်ဘူးမမမလိုချင်သူ ူအလွတ်ပြုတ်မှာပြုတ်သွားတာတာတော့ကောင်းသေးပြောကိုပြောရမယ်မမလွတ်ပါနဲ့မမကဲနင်းတော့အဲ့ဒီကောင်မလေးပြန်လာရင်ငါစီလွတ်လိုက်မောင်အောင်မော်သည်ခေါင်းကိုအုံကုတ်ခါအခန်းထဲမှထွက်သွား၏စင်နေရွက်တကားကလေးလှောက်ခါ၍ကျန်ရည်သည်ဒေါခင်ခင်ရည်သည်တက်ပြင်းချမိ၏လူငယ်ရီသိက်ခက်သည် အလုတ်ကိုလေးစားရကောင်းမှမသိခဲရခဲစေရလာသည့်အလုတ်ကလေးကို ရိုးရိုးသေးသေးမလုပ်ချင်။အလုတ်ခွင်မှာဖင်မြဲစပြုပြီးဆိုရင် အကြောင်းမျိုးမျိုးပြပြီးရုံးမှလစ်တက်လာသည်။အခြေအနေကိုဖြစ်တယ်လို့ရင်ဆိုင်ကြသည်။မိမိဘဝတိုးတက်ရေးအတွက်လည်းမတွေးတတ်ကြ။သူတို့တုန်းကတော့ရန်ကုန်မြို့ပေါ်မှာကုတ်ကက်အခြေချနိုင်မှုအတွက်အလုတ်ကလေးတနေရစာကိုမနေ့ကြီးစူးစမ်းပန်းစားရှာခဲ့ရသည်။ရာသီအလုတ်ကလေးကိုမြဲမြံအောင်လေးလေးစားစားဝရိယစိုက်ထုတ်ခဲ့ရသည်။တစ်ဖက်မှာလည်း ဘဝဤတိုးတက်ရာတိုးတက်ကြောင်းအတွက်အခက်အခဲမျိုးမျိုးကြာမှလှုပ်ရှားယုံကံခဲ့ရသည်အင်းလေးဘဝအခြေခံခြင်းကလည်းတူမှမတူကြပဲပြီးတော့ရည်ရွယ်ချက်ချင်းလည်းတူမည်မထင်ယနေ့ဒေါခင်ခင်ရည်သည်ဒီလိုအခြေအနေမျိုးရောက်အောင် ပန်းတိုင်လိုသဘောထားကမနာမနေပြေးလွှားခဲ့ရသူဖြစ်၏သူ၏ရည်ရွယ်ချက်သည်အားလုံးကိုကြော်ဖြတ်ဖို့ပင်အထူးသဖြင့်သူ့အပေါ်တစ်ဖက်သက်အနိုင်ယူ နှိတ်ကုတ်ခဲ့သူများကိုကြော်လွှားနိုင်မှုပဲအာဃာရကြီးမားသည်ပဲဆိုခြင်းဆိုတော့သူ့ဘဝတွင်နိုင်ထက်စီနှင်ပြုခဲ့သူများကို သူ့ထက်သာအောင်နှိပ်ပြလိုခြင်းသည် သူ၏အဓိက ပြစ်မှတ်ဖြစ်ခဲ့၏ထို့ကြောင့်လည်းဒေါခင်ခင်ကြီးသည် အများတကာထက်ပို၍စီကံတည်ကြသော ပြက်သားသော အရာရှိအပြိုကြီးတယောက်ဖြစ်နေလေရောသလားမသိဌာနဆိုင်ရာလူကြီးများကတော့သူ့ကို လေးလေးစားစားခင်မင်ကြသည် သူပြောရင်အရေးတရူပြကြသေးတာဒေါ်ခင်ခင်ကြီးအတွေးများလွန်နေစေ မောင်အောင်မောအခန်းထဲသို့ဝင်လာသည်မမမဟိုဟိုကောင်မလေးပြန်ပြန်ရောက်ပါပြီလွတ်လွတ်လိုက်ရမလားအေးလွတ်လိုက်ဒေါ်ခင်ခင်ကြီးဒီတပူးထဲမှာကော်ဖီကိုငှဲတောက်မိဟူကြံတော့လဲမတောက်တော့ပဲအင်းကြီးတစ်ခွဲသားနဲ့ထိုင်နေလိုက်သည်ဆော်ရွက်တချို့ကိုဆွဲ၍လဲအလုရှုပ်နေလိုက်၏စင်နေရွက်တကားပွင့်လာသည်ကိုသိတော့လဲ ချက်ချင်းမော်မကြီးမိန်းကလေးတယောက်စပွဲရှိမှလာရက်သည်မျက်လုံးကိုလှမ်းမကြည့်ဘဲအကဲခတ်လိုက်၏မောင်အောင်မော်ပြောသလိုပင်ကောင်းမလေးသည်လှပုံရသည်လက်ချောင်းကလေးများသေးသည် အသားဖြူသည် ရုံးလုံးကြီးကိုတတရရရဝှက်ထား၏အပေါ်ဘက်ကိုတိုးကြည့်လိုက်တော့အင်းညီဖြူကိုပင်လက်ကလေးနည်းနည်းဖောင်းကလက်ဘင်းကလေးနည်းနည်းကျဲကချုပ်ထားသည်ကိုတွေ့ရသည်ဒုတိယကြိမ်အမှန်လျှော်မိပြန်သည် ရုံးဝတ်စုံကိုရိုးရိုးဝတ်ဖို့ပြောရအောင်မည်။မင်းညကရိုက်ထားတဲ့ဇာတ်ရည်ပြန်ကြည့်သေးလား။မျက်နှာကိုတည်ချာချာမကြည့်သေးပဲမေးလိုက်၏။လက်အောက်မှမင်းကလေးများကိုတမီးညမစသဖြင့်ခေါ်မြဲဖြစ်တော့လေ။ဒီတစ်ခါဒုံတိတိပင်မေးလိုက်မိသည်။ဟုတ်ဟုတ်ကဲ့ရှင်။အတန်ကလေးကအဖျားခတ်တုံရင်နေသည်။တော်ခင်ခင်ကြီးဟမ်းမဆောင်နိုင်တော့ပဲမော့ကြည့်လိုက်သည်ပထမတစ်ချက်သာကြည့်ပြီးမျက်နှာကိုအောက်ပြန်ငုံလိုက်၏ သို့သောကလေးမအေးရွတ်တွင်ကမျက်စီထဲမှထင်ကျန်ရစ်သည်မျက်လုံးပြူပြူနှာရန်ပေါ်ပေါ်နှင့်ရင်းနှီးကျွမ်းဝင်သည့်မျက်နှာတစ်ခုနှင့်တူသလိုလိုထို့ကြောင့်ဒုတိယအကြိမ်မကြည့်ဘဲမနေနိုင်ပဲထက်ကြည့်လိုက်မိသည်ကလေးမလေးကသူ့ကိုမကျေနပ်၍ကြည့်သည်ပဲထင်ကစကားကိုထစ်ထင်းငေါငေါဆက်ပြောသည်"ကျမကျမနောက်ကိုအမနဲ့အောင်ယူဆိုင်ပါမယ်အန်တီအဲမမ ကျမမင်မေနေမကောင်းလို့စိတ်ပူနေတာနဲ့အမားရီများသွားတာပါ။ကောင်းမကလေးမျက်နှာကိုတတိချာချာကြည့်မိရပေသည်။မောင်အောင်မော်ကအမည်တို့ပြောထားသည်မသိ။ကောင်းမလေးမျက်နှာသည်ရွာရော့မြေမိုးနဲ့ညိုရွေနေလေသည်။ဒေါခင်ငင်ကြီးကဘာမှမမပြောဘဲကြည်နေလေလေ။ထိတ်လန့်အားငယ်လေးလေးဖြစ်ဟန်ဖြင့်ငိုလူလူဖြစ်နေ၏။မြေတောင်များကိုတစ်ဖြက်ဖြက်ခတ်လိုက်၏။"အိုးဟုတ်ပါပြီ။ဒီလိုမြေတောင်ပုတ်ခတ်ပုတ်ခတ်လုံနေပုံမျိုးသည်" စိုးစိုး၏အမှုရာမျိုးပဲမဟုတ်ပါလားစိတ်လှရှားတဲ့ဒီခါတိုင်းဒီလိုမြတ်တောင်တစ်ဖြက်ဖြက်ခတ်ပုံမှာစိုးစိုးမှလွဲ၍မြည်သူမျှမလုတဲ့မင်းနာမည်ဘယ်လိုခေါ်လဲညူညူမင်းမာကောင်မလေးကနှုတ်ခမ်းစေကဖြည်သည်ဒီလိုနှုတ်ခမ်းစေ၍စကားပြောတတ်တာလဲစိုးစိုးပါပဲဘသူသမီးလဲကောင်မလေးကအမျက်လုံးကို မဝေ့မရေလှန့်ကြည့်ပြီးကိုအေးမင်းမာ ဖြစ်လို့ရဖြစ်စီတော့ဟိုဒီအမှုရာလေးပါလာသည်ဆူဆူမှလည်းဒီလိုမာနမျိုးရှိသည်မဟုတ်လားသူတပားပေါ်အနာယူစီးပိုးလိုသည်စိတ်တဲ့မျိုးဒီကလေးမမှရှိမိမထင်တတိချာချာကြည့်တော့မျက်နှာကလေးကအပြစ်ကင်းစင်နေသည်နုနယ်သည်အရွယ်သူတို့တုန်းကလည်းဒီလိုရွယ်မှာဘဝကိုစားခဲ့ရတာပဲလောကကြီးသည်ကျယ်ဝန်းလာကအထိတ်တလန့်ဖြစ်ဖွယ်ရရင်ပြည့်နှက်နေခဲ့ဘူးသည်မြင်းမြင်းရာကိုအားကိုးနေရသည်ဘဝ မင်းမေဆူဆူဦးလားဟုတ်ဟုတ်ကဲ့ကောင်းမလေးမျက်နှာသည်ချက်ချင်းဝင်လက်သွား၏တောက်ပရှွန်းလဲ့သောမျက်လုံးကလေးများနှင့်ဒေါခင်ခင်ကြီးကိုအာကိုတကြီးကြည့်သည်နှုတ်ခမ်းကလေးလှုပ်ရွာလာသည်မင်းမေကဘမလဲဘာလှုပ်လဲမင်းမေလားမင်းမေနေမကောင်းလို့ပင်ဆင်ယူလိုက်တာ၃နှစ်လောက်ရှိပါပြီဖေဖေကလည်းမနေ့ကဆုံးသွားတယ်လေအန်တီအေးမမအေးမမကမင်းမေတငယ်ချင်းလားဟင် မိမိကပြောတော့ပြောပါတယ်သူ့တငယ်ချင်းတော့ခင်ခင်ကြီးဆိုတာရှိတယ်တဲ့မမဟုတ်မဟုတ်တော့မသိဘူးတဲ့တမီအဲညူကမမရဲ့ပုံမှန်ကိုပြောပြတော့ရုပ်ကတော့အဲ့ဒီပုံပဲတဲ့ဒါပေမဲ့အသက်ကြီးလာတော့ပုံစံပြောင်းခြင်းပြောင်းသွားမှာတဲ့ကောင်မလေးကအာတက်တရောပြောနေပြီဒီကမ်းမမြင်လက်မမြင်နေရမျိုးမှာလေတစင်းမြင်လိုက်ရသလိုဝမ်းမြဝမ်းသာရှိလာသည်တကွာမှာလာချောင်းကြည့်နေတော့မောင်းအောင်မော်သည် အသာကလေးပြန်ထွက်သွား၏မိမိသည် လူတယောက်၏ဘဝကို အဆုံးဖြတ်ပေးနိုင်မည်သူ ဖြစ်နေလေပြီလားသို့မဟုတ် ဝင်းမလီနေရာတွင် ရောက်နေလေပြီလားတကယ်တော့စစဦးသည်ခင်ခင်ရီ၏တငယ်ချင်းမဟုတ်ပေမလွဲမရှောင်သာဘဝချင်းပတ်သက်ခဲ့ရသောသူများသာဖြစ်ခဲ့၏ဟင်္ဒရာမာနေစဉ်စစဦး၏ကြီးမားသောခြံကြီး၏တောင်းနေရာတဲကလေးတစ်လုံးတွင် ခင်ခင်ရီတို့နေခဲ့ရသည် ခင်ခင်ရီတို့ဆိုဒီမှာခင်ခင်ရီနဲ့အမေသာဖြစ်သည်ခင်ခင်ရီတို့ဖို့ထိုချမ်းကြီးထဲမှာလူ့ဘဝကိုစတင်ခဲ့ရခြင်းသည် ရက်ဆက်ဆိုးသွမ်းသောဝင်းမလွေတို့အလေတိုးငယ်နှကောင်ရောက်နေရသည်တို့ပင်ရှိ၏ဟု ဆွဲမှတ်ခင်မိရလေသည်ခင်ခင်ရီလူမှန်းသေးစားအရွယ်တွင်ပင်သူတစ်ပါး၏ဖိနှိပ်ချွတ်ချယ်မှုနှင့်ဥစွာရင်ဆိုင်တွေ့ရလေ၏ခင်ခင်ရီခဏရေကလေးတစ်ပုံးလောက်ဒေါ်လာရီ ဈေးသွားပြီးပါအောင်နော်ခင်ခင်ရေနေ့မှနေမကောင်းလို့လုံကြီးကလေးနှစ်ထည်သုံးနဲ့ရှော့ပေးလိုက်စမ်းပါဒေါ်လာရေဒီနေ့မုတ်စီကျော်လှုပ်ချင်လို့မုတ်တစုံလောက်ကြိတ်ပေးစမ်းပါအောင်ဤဒီတော့မှာအချိန်မရွေးခါမရွေးပေါ်ပေါက်လာတတ်သော အသေးစားခိုင်းစေမှုကလေးများပဲနေစဉ်အမေကဆူဆူတို့အမေဒေါ်မြရီကိုနင်းနှိပ်ပြီးကအရက်ခင်းချင်တော်စားသည့်အထဲကြီးများကို လျှော်ပေးရတာကဝိတရားကြီးတရက်တစ်ဖွဲဖြစ်ရနေသေးသည် ခင်ခင်ကဆူဆူလိုညီမအတွက်တနခါသွေးပေးရသည်အစုပ်ပြဲမှန်သမျှအင်ကိုတဲကစပ်ပေါ်တင်နေရသည်ဆူဆူလိုညီမ၃ယောက်စလုံးသည်လှသည်နှင့်အမျှနှုတ်ထက်ရှားထက်များပဲဖြစ်၏ဆူဆူနှင့်ခင်ခင်ကရွယ်လူဖြစ်တော်လဲဆူဆူကသူ့မများအတိုင်းတန်ရောင်လိုက်ခါခင်ခင်ကိုနိုင်ခြင်းသည် ခင်ခင်ဒီအင်ဂျီကငါတင်းငွေနဲ့အလှူမှာဝတ်မှာနော် တခြားထဲတွေချထားငါ့ဟာအရင်ပြီးအောင်ချုပ်ခင်ခင်တို့သားမိသည်ဆူဆူတို့ကိုမိခိုးစားတော့နေရသူများမဟုတ် အမေကစတလုံးထောင်ကအင်ကြီးချုပ်သည် သားမိနှစ်ယောက်စားလောက်ယုံတော့ရ၏ခင်ခင်မချုပ်တက်လာတော့ဖောက်တယ်တွေပုံများလာသည်ကျောင်းသူအရွယ်ရောက်သူမင်းကလေးတော်များများသည် ခင်ခင်ဖောက်တယ်များဖြစ်လာကြသည်ကျောင်းနေရင်မှပင်တစ်ဖက်တစ်လမ်းမှာစားဖို့နေရေးကိုလုံပန်းခဲ့ရသည်သို့သောဆူဆူတို့ကညှတာခြင်းမရှိ ခင်ခင်နင်းပစံနေတယ်လို့ရတာငါ့ကိုများတခါတလေအစာကလေးပါကလေးဝယ်ပေးစမ်းမအောင်ဟဲ့ခင်ခင်တခါတည်းရင်အင်းကြီးကလေးတထဲစနထဲစချိုးဝဲရသည်ဆိုရင်မင်းဆိုးဆိုးကမျက်ဆောင်ထိုးကအခွင့်ရေးတောင်းတော်သည်သူတို့မှမဝဲနိုင်မဝဲနိုင်တာလည်းမဟုတ်တသက်သူတို့ဘာပေါ်အနိုင်ယူခြင်းသာမလှိုင်ခြံထဲမှာနေလာတာလည်းကြာပြီခုမလှိုင်တို့သားမိလေဝင်ငွေလေးပါလေးရှိလာပြီဆိုတော့ 음ခုခေတ်မှာအိမ်တလုံးရဖို့ဆိုတာလွယ်တာမဟုတ်ဘူးမှန်လိုက်ရဲ့ဒီတို့ဖြင့်အမေကအိမ်လားကတလ90စတင်ပေးရသည်နောက်တစ်ဆင့်တလာတော့မီတာကပါတလ30တောင်းဤဆိုးဆိုးတို့အဖိုးရှိစဉ်ကသူတပည့်ဖြစ်သောအဖေကိုအားကိုးလှကြည့်ရဆိုကခြံဝင်းထဲမှာခေါ်ထားခဲ့ခြင်းဖြစ်ဤအဖေကသူတို့အစီပါမဟုတ်ခဲ့သို့သောဆိုးဆိုးတို့အဖိုးကအဖေကိုခင်သည် တစ္ဆာရှိပြီးဝရိယကောင်းသူအဖြစ်သူနှင့်အတူဒိုးရူပောင်ပန်းနေစေခြင်းသည်အဖေကလည်းလင်မယားနှစ်ယောက်ထဲမှအတူလာနေခြင်းဖြစ်သည်ခင်ခင်ကိုမွေးပြီးအဖေသည်သူတို့ပိုင်းဆက်လေးနှင့်လိုက်သွားရမှပြန်ရောက်မလာတော့အမေသည်ဆဆုတို့ခြံထဲမှတောင်တင်ကြံရည်သည်အမေရဲ့ကိုဟာကိုရှာစားနိုင်ရတဲ့ဘာလို့ဒီမှာနေတာလဲသူတို့ခိုင်းသမျှလုံနေရတာသူများတွေက သမီးတို့ကိုသူတို့ခိုင်းစေလို့ထင်နေတာအမေရဲ့ တလုတ်စားဖို့သူ့ကျေးဇူးတဲ့တမီးရဲ့သူတို့ကကိုကို နေစရာကလေးတနေရာပေးထားတာသူ့ဖိုးကျေးဇူးတွေလည်းရှိဘူးပါတယ်တမီးရဲ့ခုချိန်မှာထွက်သွားလို့ဘယ်ကောင်းမလဲပြီးတော့အင်တင်ရဖို့ဆိုတာလွယ်တာမှမဟုတ်တာမသိနားမလဲဒီအရွယ်ကအနိုင်ခံနိုင်ခဲ့တော့လေလူမှန်းသိတယ်လားတော့မတရားမှုကိုရွံမုံလာသည်ပြီးတော့အရွယ်ရောက်သူချင်းချင်းသူများရှေ့မှာအနှိမ်ခံရသည်ကိုခင်ခင်အခံပြင်းဆုံးဟေးခင်ခင်လာစမ်းပါဦး ဒီမှာဧည့်သည်တွေရောက်နေလို့လမ်းထိပ်မှာလက်ဖက်ရည်သွားဝယ်ပေးစမ်းပါအင်ကြီးပေါ်မှာလမ်းရွေအခေါ်ရဤခင်ခင်ဒီဆက်ခုံမှထကသွားရောက်လုပေးရစမြေအပြူရွယ်ဖြစ်လာတော့ခင်ခင်ရှက်တလာသည်မအားသေးဘူးဆိုဆိုအင်ကြီးတစ်ထည်ရေးကြည့်လို့ကောင်မကတိတ်ကြည့်ကျတယ်ဆိုဆိုဒီမညာမတာပြောရဲဤဒီမြအထိ ခင်ခင်တိခန့်နိုင်ရည်ဒီတခါကတော့အရှက်ကြီးရှက်ရဤဆူဆူက ခင်ခင်စူးစောင်းဝဲဝဲသောလုံချီအစ်စ်တထဲကို အလှူရင်ဝစ်ချင်သည်ဆိုကငှားသွားသည်တလားနလားကြာသည့်တိုင်လမ်းမပေးသည်ဖြင့်ခင်ခင်သွားစရာရှိတော့သွားပြန်တောင်းရသည်ဧည့်သည်တွေရှိနေ၍ခင်ခင်ကစောင့်နေသည်ခင်ခင်လုံချီလားဟိယော့ဆူဆူကဧည့်သည်ရှိမှလုံချီကိုပြစ်ပေးသည် လုံချီကဟောင်းနှွမ်း၍နေပြီထိုများဆိုရင်တော်သည်ရဲ့ဧည့်သည်တွေကခင်ခင်ကိုအထင်သေးသောမျက်လုံးများဖြင့်ကြည့်၏ လုံကြီးလာငားဝက်သောမိန်းကလေးဖြစ်နှင်ချကြည့်ရှုခြင်းထိုနေ့ကခင်ခင်ပထမဆုံးအကြိမ်ဖြစ်ရုံးထွက်ဖို့စိတ်ကူးမိသည်ဒီလောက်အနှိမ်ခံနေရတာမနေကြပါစို့နဲ့အမေရေကိုဟာကိုဖြစ်တယ်လို့နေရအောင်အမေကတော့တရားနှင်သာဖြစ်သိစေခင်ခင်နဲ့ဆူဆူသည်တက်တူရွယ်တူအတန်းချင်းတူကအလှချင်းလဲမတိမ်မရင်ဖြစ်ခဲ့ရသည်ကပြဿနာကိုပုံမကြီးထွားစေခဲ့ပြန်သည်ပိုးဆိုးသည်ကခင်ခင်စာပို့တော်သည် ခင်ခင်နင်းဘာရီကျက်လဲငါမစာရီမစုံလို့စောင်းငါးဆက်မအောင်စာမေးပွဲနေတော့လဲစာအုပ်ကိုပြန်မပေးပဲညှစ်ထားရသည်တခါတည်းရန်ရှာမတွေ့ဟန်ဆောင်၍ရက်ကန်နေမှပြန်ပြီးခင်ခင်မှစာရီကူရသဖြင့်မောနေသည်ဒီနေ့နှင့်ခင်ခင်ကိုမကြော်လွှားနိုင်တော့နောက်တနည်းတိုက်စစ်စင်မြန်၏မလှိုင်တို့သားမိကညှိနှံအောင်နေကြတော့မိတာကကတိတ်တက်တယ်အမေသည်မျက်စိမှုန်တိမှုန်ဝါဖြင့်ညှောင်မှောင်မှအင်ကြီးချုပ်ရသည် ခင်ခင်ဖျောင်းနိုင်ဖြင့်စာကြက်ရ၏သို့မဟုတ်လင်လဲမလှိုင်မင်းပိတ်သေးဘူးလားဟဲ့ဟိုဆိုးဆိုးတို့အမေကလှမ်းអော်ရသည်ဖျောင်းနိုင်ထုံတာအေးမကြည့်ဘူးမီးလောင်လို့တချံလုံးပြောင်းအောင်မယ်တစားတစားပိုခဲလာပြီဆိုတော့အမေဒီတင်းခံနိုင်နော်တမီးသဘောပဲတမီးမနေခြင်းတမျိုးတပုံစီစဉ်ကြတာပေါ့အမေကခင်ခင်ဆန္ဒကိုလိုက်ရောတော့သည်ဒီမြဆိုရင်လည်းခွင့်လွန်နိုင်စရာရှိသေး၏ ခင်ခင်အနာကြီးဆုံးကမောင်နှင့်ပတ်သက်၍ပင် မောင်ကခင်ခင်တို့ထက်ဆော်၍တက်ကတော်တို့ရောက်သည်ဆူဆူအမတီတီနှင့်တဒန်းနေဖြစ်သည် မောင်ကမိန်းကလေးများအလဲရင်မျက်နှာပွင့်သည်ညီမသုံးယောက်ရှိသောဆူဆူတို့အိမ်ကိုလည်းအဝင်ထွက်ရှိနေ၏တနေ့မှခင်ခင်ကိုတွေ့သွားသည်မောင်ဤစိတ်ဝင်စားမှုသည်ခင်ခင်စီရောက်လာ၏မောင်ကတီတီစီမှအပူကက်သည်ဆူဆူကကြားဝင်ဖြစ်သည် ရုပ်ကလေးသာချောတာအကျင့်စာရိတ္တကောင်းတာမဟုတ်ဘူးကိုအောင်ဆိုရဲ့ခင်ခင်ကြောင့်သဘုတ်လေလွင်ပြော၏သို့သောမောင်ကဆွဲမလျှော်ခင်ခင်နဲ့နှစ်ယောက်ချင်းတွေ့နိုင်ရန်ကြိုးစားသည် ခင်ခင်ကလည်းမောင်ကြတော့စိတ်ဝင်စား၏သူတို့ညီမတွေနဲ့ပတ်သက်နေသူကိုဘဝင်မကြတော့လဲမောင်ချစ်ကိုမငင်းနိုင်ငယ်ဒီတစ်ချက်တော့ခင်ခင်အားနေသွားသည်ခင်ခင်ဆယ်ထောင်တော့အမေကိုပါခေါ်ကရန်ကုန်သို့အရေးအဆွန်ပြောင်းလာခဲ့ကြ၏ တာမီနေရောက်အမေတူတော်သူတယောက်ဤအကူအညီဖြင့်မြို့စင်ကြီးဘုံမှာအခန်းချင်းလေးတနေရာရသည်အမေတူခင်ခင် အကိုဝမ်ခွဲ ကိုလှကြီးကပင်အလှရှာပေးသည်လောက်သားကောလိုက်တနိုင်မှုအစီအစဉ်ပေးသည်ကိစ္စအလုံးပြီးတော့မောင်ကိုသွားရှာသည်မောင်ကအတွေ့မခံတော့မြေသူရေဤစနက်ဖြစ်သည်ကို ပြောစရာပဲမလိုတော့ပေနာကြီးစိတ်မခံခြင်းစိတ်အာဃာတစိတ်တို့ဖြင့်စူးစမ်းရုံးကန်ခဲ့သည်ယနေ့ဒေါခင်ခင်ကြီးသည် အနှိမ်ခံမှကလေးခင်ခင်မဟုတ်တော့စီစနစ်ကြ၍အိနီကြီးသောအရာရှိမကြီးဒေါ်ခင်ခင်ကြီးဖြစ်၍နေပြီဆဆူတို့အဖေဆုံးပြီးဆဆူတို့မိသားစုစီးပွားပြက်ခါရန်ကုန်ပြောင်းလာကြရတာဆဆူတယောက်ဆယ်တန်းမင်မအောင်မဲတာမန်စရီတယောက်နဲ့အိမ်အောင်ကြသွားတာဆဆူဆရာပြစ်တင်နှက်တက်ပြီးမူလာရန်ဆရာမဝင်လုံးရတာတွေခင်ခင်ကြားနေရသည်တီတီကလည်းယုံတယုံမှဝင်လုံးရတော့လေ တန်းစင်သည့်အထဲပါသွားသည်ဟုသိရ၏။နောက်ဆူဆူရုအမေဆုံးကြောင်းသိရသည်။တရင်စားရဲပါလားမှသိရ၍အမေကတော့နေရဲလေးစာရှာဖွေပြီးသွားသေးသည်။လူဘွားများတဲတရားကြဖို့ကောင်းနေနော်။တီတီကလည်းပိန်လိုက်တာလွန်ရော။ဆူဆူလည်းအသေးရောင်ယောဂါဖြစ်လို့တယ်။ညီမတွေကလည်းမတည့်ကြဘူးလေ။မအေးသေးတာတော့တယောက်နဲ့တယောက်စကားမပြောဘူး။သမီးကိုမေးကြသေးလား။မေးပါရဲ့ဟဲ့။ အမေလည်းတမီစင်းစစ်ထွက်နေတဲ့အကြောင်းတိတိကျကျပြောပြပါရယ်ထိုချိန်ကတကယ်ပင်ခင်ခင်ရန်ကုန်မှာမရှိ အာဃာရစိတ်များပြေရောစာပြူတော်လဲခင်ခင်ရင်ထဲကနာကြီးမှုများက လုံးဝပြတ်ပြတ်မသွားမောင်နှင်းပသက်ထားရတော့ရင်ထဲကပူနာသည် သူနှင်းမိမရှိသော အကိုကိုလာကြီးကိုရိုးစွတ်ကမလို့တမစကားနှင့်မောင်နှင်းအထင်လွဲအောင်ပြုခဲ့ကြသည်ယောက်ျားပြီးပြီးမဖြစ်ရှင်းသောမောင်နှင်းတကွာသူတို့အားလုံးကိုစိတ်နာလှသည် တနေ့တော့တွေ့ကြတာပေါ့ဟုရင်ထဲမှာအခများစွာတေးထားမိသည်တရားမဲ့လွန်လီပြီလားဟုတခါမှမတွေးမိခဲ့ချေယခုညညမင်းသည်သူ့ငယ်အတွင်ဖြင့်သူရှိသူရောက်နေပြီမိမိကခဏခဏပြောပါရဲမမမမကစာလဲတိတ်တော်ရဲတဘောလဲကောင်းနေတဲ့တမီးသာသူ့ဌာနရောက်ရင်တော့ကုညီမမှန်မဲတဲ့မိမိနေမကောင်းလို့ညိုចောင်းထွက်လိုက်ရတယ်လေဖေဖေကလည်းမရှိတော့ညိုပဲအလုပ်လုပ်ရတာပေါ့ ခုလုတ်ကလေးတောင်ဦးလေးတယောက်ပြောပြလို့ရတာညူဆယ်တန်းအောင်ရင်တော့အလုတ်လုတ်ရင် စားပေးစာယူတက်မလို့မမရေဒါမှမမေနဲ့ဒါမေနှစ်ယောက်စားလို့လောက်မှာကောင်းပါလေဤအပြည့်ကင်းသောအတန်လေးသည်ဆွဲဆောင်မှုရှိလာသည်ဘာကြောင့်ဒီမြားခက်ခရရပြောနေပါသလဲဆိုးဆိုးသည်သူ့ကိုကြွေရမာတကယ်ပဲအကောင်းပြောကချီးမွမ်းခဲ့လေသလားဘဝဤဆုံးရှုံးမှုများကဆိုးဆိုးကိုတင်ငန်းစာပေးခဲ့လေပြီလားအေးလေး ုလိုတွေ့ရတာဝမ်းသာပါတယ်။ညိုညိုပါလို့လနစ်ဆက်စီရှောက်တာလေ။ LD မရှောက်ဘူးလား။ညိုက10တန်းမှမအောင်သေးတာ။အ ਨੇ ဆုံးခဆင်းပါမှာဆိုလို့လက်နှိပ်ဆက်တင်နန်းကမန်းကနန်းတက်လိုက်ရတယ်။ညိုကောင်းကောင်းမကျွမ်းကျင်နဲ့လို့အမားတွေပါသွားတာ။ခွန့်လွပါအန်တီ။အေးမမ။အန်တီပဲခေါ်ပါကွယ်။စိုးစိုးသမီးဆိုတော့သမီးရွယ်ပြီပဲ။သူ့တော်ကလည်းညိုညိုရွယ်တွင်အလောက်စားလုပ်ခဲ့ရသည်။တော်ခင်ခင်ဤပြင်းနဲ့ထားပျော်ပြောင်းလာသဖြင့် ညိုညိုအားတက်သွားပုံရသည် ခုလဲတကယ်ပဲမိမိအတွက်ဆေးသွားဝယ်တာပါအန်တီအင်းအင်းဟုတ်ပြီကျိုးစားပေါ့ညိုအလုပ်တစ်ခုရဖို့ဆိုတာမလွယ်ဘူးစာမေးပွဲလဲအောင်ဆက်ဖြေဟုတ်ကဲ့အန်တီဟုတ်ကဲ့တမိမိကိုလည်းပြောလိုက်ပါကွယ်အန်တီကတည်းရတယ်လို့အိမ်ကိုလည်းလာလေအောင်မယ်လို့ဟုတ်ကဲ့အန်တီဟုတ်ကဲ့မိမိကတော့တိတ်ဝမ်းသာမှာပဲအီးကွယ်ညူသွားမယ်နော်ကောင်းပြီတမိမိ ဒေါ်ခင်ငင်အီနှုံမှလှုပ်ခနဲထွက်သွား၏သူ့ရင်ထဲမှာနှစ်ပေါင်းများစွာကဖီစီနှိမ့်ဆက်ခဲ့သောမောဟမီးများသည်ငြိမ်းအေး၍သွားပေပြီယခုမှပင်သူသည်ဘဝ၏ချမ်းသာဒုက္ခနှင့် အောင်မြင်ခြင်းအစ်စ်ကိုရရှိပြီဖြစ်တော်၏အိမ်ရောက်လျင်တော့တမီးပေါ်အမေဖြောင်းပြလေးရှိသော အမေကိုဒီအကြောင်းပြောပြရပြီအုံးမြီ thank you ာပေလုတ်သားမဂ္ဂဇင်းဒီဇင်ဘာ1980အဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်